စတောက်ဆိုင်လေးရှိပါတယ်အဲ့ဒီစတောက်ဆိုင်မှာကျမအကုန်ကျမလက်ဆောင်ပွဲလေးကျမရှိတယ်ဒါပေမဲ့ဖျားသခင်ကကျမကိုအဲ့နေရာမသွားခိုင်းမဲနဲ့ဒီနေ့ဒီနေရာကိုပို့ဆောင်တာဖျားရဲ့အကြံစီပဲဖြစ်တယ်ဟာလေလုယာကျမမန်တကယ်ဆိုတော့ဟုတ်ပါတယ်ဒီလဒီလတွေကကျမတို့အစိုးရတွေတော်တော်များများကရှိုးပွဲရာသီဖြစ်တဲ့ခါကျတော့ဖျားသခင်ကြီးဆုတော့ပါပဲဖျားကကျမကိုရွေးကောက်ထားတာဖြစ်တဲ့အတွက် love song gospel song ဘက်ကိုကျမကိုမြအောင်ဖျားသခင်ကပေးတယ်ကောင်းချီးပေးတယ်သွားခိုင်းတယ်ဒါပေမဲ့ဒီနေ့ညအောင်ကျမဆုတောင်းတယ်ဒီပွဲအတွက်ကိုပေါ့နော် ဒီပွဲစီစဉ်တာကကျမရဲ့အာအရန်အချစ်ဆုံးတငယ်ချင်းချင်းမှာပါတဲ့ blueberry ဖွဲ့တဲ့အပန်အပန်ရဲ့အဖေပေါ့နော်သူတို့ပြောတာတော့ကြာပြီကျမလည်းပွဲတွေအရန်များတဲ့ခါကျတော့ကျမသိပ်ပြီးတော့မှမမချမိဘူးတငယ်ချင်းအပန်ကလည်းသူအရန်ဘမရန်ကုန်မြို့မှာအလည်းအလုပ်လျှော့တဲ့ခါကျတော့သူပြောဖို့ကျမကိုနောက်ကြတယ်နောက်ကြတော့ကျမကရှင်းရှင်းပြောရင်ပွဲတွေလက်ခံထားတဲ့ခါကျတော့တငယ်ချင်းအဆင်မပြေဘူးထင်တယ်နော်ဒါပေမဲ့ကျမဖျားလက်ထဲအပ်ထားတယ် ဒီပွဲကိုပေါ့နော်ဖျက်သခင်အလိုတော်ရှိရင်ကျမကိုသွားခိုင်းပါအလိုတော်မရှိဘူးဆိုလည်းဖျက်သခင်အလိုတော်ပဲဆိုပြီးကျမဆူတောင်းထားတယ်ဖခင်အလိုတော်ရှိရအတွက်ကိုဖခင်ဒီညပို့ဆောင်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဖျက်သိကောင်းမြတ်တယ်ဆိုတော့ကျမနောက်နေ့မှလည်းကျမတက်သိခံဖို့ရှိတယ်အာကျမရဲ့ဘဝအတ္တတာမှာဘလိုမျိုးကျမပြောင်းလဲလာခဲ့လဲဒီနေ့ခေါင်းစဉ်ရမူးရီဆေးနဲ့ပတ်သက်တဲ့အရာဖြစ်တဲ့ခါကျတော့ကျမတို့တွေလည်းအရင်တုန်းကဘဝအတ္တတာမှာဘလိုဆိုးခဲ့တယ်ဘလိုမိုက်ခဲ့တယ်ဒီမူးရီဆေးချေချွန်ဘဝနဲ့ကျမတို့ဘလိုလွတ်မြောက်ခဲ့လဲဆိုတဲ့အရာကိုကျမ မမညာလို့ရှိရင်တသက်ခံပါမယ်ဒါပေမဲ့ဒီနေ့မှာတော့ကျမတသက်ခံခြင်းတဲ့အရာကအခုခုခိုင်းဆိုရဲကကြတော့ခုနဆရာလာကြားလည်းပြောတယ်ကျမတို့ဆရာလာကြားလည်းပြောတယ်ဟာတမျိုးတမျိုးတွေဖြစ်နေတယ်လက်ငယ်ကြီးရမငိမ်မသက်ဘူးဒါပေမဲ့ဘုရားသခင်ကျမတို့ကိုအခုချိန်မှာသူအတောင်အောက်မှာငိမ်ဝတ်စွာကျမတို့ကိုထားပြီးကျမတို့နေရတဲ့တတ်တာပေးတယ်ဟာလေလုယဒါဘုရားရဲ့ခင်ရဲ့ဂျေဇုတော်ကြောင့်ဖြစ်တယ်ကျမပြီးခဲ့တဲ့အပတ်တုန်းကကျမကဒီမူဆယ်လာရှော အမြဲတမ်းကျမသွားရတယ်ဒီကုခိုင်အမြဲကျမဖြတ်ရတယ်ဘာကြောင့်ဆိုကျမရှိုးပွဲရှိတဲ့ခါကျတော့ရှိုးပွဲသွားဆိုတဲ့ခါကျတော့ကျမပြီးခဲ့တဲ့ဒီလပဲကိုရဲနေမှာကျမတငယ်ချင်းတွင်ကဲနဲ့ကျမနဲ့အာကျမတငယ်ချင်းတယောက်နဲ့ပေါ့နော်ကျမတို့ကိုရဲနေမှန်တယ်ကတော့ကျမတို့လာရှိုးမှာ37စနစ်73၄ရက်အောင်လာရှိုးမှာ gospel show ရှိတယ်ဒါပေမဲ့ဘုရားသခင်ကကျမကိုတစ်ချက်ခုနှစ်ချက်ပြတ်တိတ်လုတဲ့ဘုရားဖြစ်တယ် hallelujah ကျမအလုပ်လုပ်ရင်တစ်ချက်ခု နှစ်ချက်ပြက်သုံးချက်ပြက်လေးချက်ပြက်အရင်အလုပ်လုပ်တဲ့လူဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကအဲ့တော့ကျမဒီလ6ရက်နေ့မှာကျမတငယ်ချင်းတွေအုပ်စုလိုက်ကျမတို့တငယ်ချင်းတငယ်ချင်းတွေအုပ်စုလိုက်6ရက်နေ့ကိုကျမတို့လာရှုကြူသွားရအောင်တငယ်ချင်းကျမ gospel ပွဲကို2ရက်ပါမယ်2ရက်ပါဝင်မယ်ကျမတငယ်ချင်းတွေကလည်း3ရက်ပါဝင်တယ်ဆိုတော့ငါတို့6ရက်နေ့ကိုတော့ကြူစောသွားရအောင်ဆိုပြီးတော့ကျမတို့တွေကြူစောသွားတယ်ကြူစောသွားတဲ့အချိန်မှာကျမဟိုတယ်ဟိုတယ်ရောက်တယ်ဟိုတယ်ခန်းလေးပဲဖွင့်ရသေးရှိသေးတယ်ဖြစ်ချင်တော့ကျမတို့ဒီတခြား ဒီဘယ်ခေါ်မလဲ left song အဖွဲအဖွဲပေါ့နော်တီးတဲ့ bang အဖွဲကရောက်နေတယ်ကျမအနေငယ်တက်သိခံမယ်နော်အချိန်လေးရလားမသိဘူးရှင်ဆိုတော့ကျမအဲ့တခြားအဖွဲကရောက်နေတယ်ကျမဘာပြောချင်လဲဆိုတော့တခြားဖွဲ့ရောက်နေတော့သူတို့ကလည်းမသိဘူးကျမတို့အခုဒီလာတဲ့ gospel ဖွဲ့ကိုလာတီးရထင်တာပေါ့နော်မဟုတ်ဘူးသူတို့ကကျတော့ left sound ဖွဲ့ကိုလာတီးနေရဖြစ်တယ်ကျမကြိုရောက်နေတယ်ကိုယ့်ရဲ့နေဖွဲ့မပြန်မမပြန်တဲ့ဘက်ခါမှာကျမ show ဖွဲ့ဆိုပါမှာ ဆိုတော့အဲလာရှုမနဲ့ရဲ့ပြီးကျမမူးဆဲတက်ပြီးတော့လက်ဆောင်ပွဲသွားဆိုရမယ်ဆိုတော့ကျမတစ်ချက်ခုနှစ်ချက်ပြတ်သုံးချက်ပြတ်အရင်အလုံးလုပ်တဲ့လူဆိုတော့အဲ့နဲ့ကျမကိုရင်းလေးရောက်တယ်ရောက်တော့သူတို့တွေအကုန်လုံးကငါတို့လည်းပွဲလာတာငါတို့ကလက်ဆောင်ပွဲလာတာနင်းက gospel ပွဲလာတာဒါပေမဲ့နင်းဘာပဲပြောဒီလက်ဆောင်ပွဲလဲတခါတည်းတစ်ချက်ခုနှစ်ချက်ပြတ်ဆိုသွားလိုက်ပါလားဆိုတော့ ဟာရတာပေါ့ကိစ္စမရှိဘူးဒါပေမဲ့နင်ဒါဆိုရှယ်အဆန်းစီမင်းအဆင်ပြေမလားအဆင်ပြေတဲ့ကိစ္စမရှိဘူးအရင်တော့အသက်တာနဲ့ဆိုတော့ကျွန်မဆိုဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ကကျွန်မဆူတောင်းတယ်ဘုရားသခင်ကဒါနင်းကိုပေးတယ်ပွဲဖြစ်တယ်ကိုရနေဂျုံမင်းကိုငါဂျူလာခိုင်းတယ်ဆိုတော့ဒါမင်းကိုပေးခြင်းလို့တမင်တက်တက်ဂျူလာခိုင်းတဲ့ပွဲဖြစ်တယ်ဆိုပြီးကျွန်မကိုဘုရားသခင်ကပွဲပေးတယ်ဟာလေလုယာဖယားရဲ့နောက်ကိုလိုက်ရင်သူ့ရဲ့ကောင်းကြီးကဘလို့လိုက်လာလဲဖယားကိုအရင်ရှာမယ်ဆိုရင်ကောင်းကြီးကကျွန်မတို့နောက်ကိုလိုက်လာမှာဖြစ်တယ်ဟာလေလုယာအဲ့ရောက်ကျွန်မတက်သိခန့်ချင်းနေပြီးတော့ကျွန်မတို့မထင်မှတ်ပဲနဲ့ 2017မှာကျမဂုံတော်ချီးမွမ်းတဲ့တသိခန့်နဲ့ရင်းစုတော်ကြောင့်အနာရောဂါကင်းကင်းပွဲဖြစ်တဲ့တခါကျတော့လူမြောက်များစွာပြောင်းလဲတဲ့လူမြောက်ချင်းရတဲ့အနာရောဂါကင်းကင်းကြတယ်။အဲ့ဒီညမှာပဲကျမကအတန်နဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အရာကျမ2014ခုနှစ်မှာကျမကဒီဘဝအတ္တမှာပြောင်းလဲတယ်ပြောင်းလဲပြီးကျမအတန်ယောဂါနဲ့ပတ်သက်ပြီးကျမအရန်ကြီးကြီးခံစားရတဲ့အရာရှိတယ်။အဲ့ဒီညမှာဆရာကြီးကျမကိုဆူတောင်းပေးခြင်းအပြင်နဲ့ကျမဒီထဲကနဲ့ ကြီးမားသောအရာတစ်ခုကထွက်သွားတာကိုခံစားရတယ်37မှာပြီးတော့ဟာလေလုယလက်ခုပ်တီးဖျားကိုချီးမွားရအောင်ကြီးမားသောအရာကျွန်မအတန်ဆိုးကြီးနဲ့အတန်ဆိုးကြီးအရန်ကိုအတန်ကြောက်စရာကောင်းတဲ့အတန်ဆိုးကြီးနဲ့ဒီလေပင်ကထွက်သွားတဲ့အရာကိုကျွန်မခံစားရတယ်37မှာပြီးတော့12ရက်နေမှာကျွန်မကရွှေလီမူဆယ်မှာရွှေလီဘက်မှာကျွန်မအချင်းသွားဆိုရမှာ12ရက်နေမှာစစ်ပွဲဖြစ်တာက12ရက်နေပြီမှာဖြစ်တာနော်12ရက်နေမနက်9:00နာရီမှာဖြစ်တာဆိုတော့ကျွန်မအဲ့12ရက်နေမှာကျွန်မတငယ်ချင်းနဲ့ကျွန်မနဲ့စဉ်းစားတယ် ငွေချင်း37ပွဲတော့ပြီးပြီငါတို့စနေနေ့မနက်9:00နာရီမှထွက်မယ်ဆိုရင်ရွှေလီကိုမူးဆက်ရွှေလီကိုငါတို့ညလခင်း9:00နာရီမှရောက်မယ်ဆိုတော့ငါတို့လဲမဲ့အချိန်မရှိဘူးမင်းကလေးတွေဆိုနည်းနည်း shopping ကထွက်ချင်သေးတယ်လေလဲမဲ့အချိန်လည်းမရှိဘူးဆိုတော့တငွေချင်းငါတို့ကြိုပြီးတော့မှဆော့ဆော့ထွက်ရအောင်လားဆိုပြီးတော့ကျမတငွေချင်းနဲ့ကျမနဲ့ဆူတောင်းပြီးတော့မနက်3:00နာရီထွက်တယ်မနက်3:00နာရီကျမတို့မူးဆက်ရွှေလီကို ထွက်တယ်အဲ့တော့ကျမတို့ထုံးစံတိုင်းဖျားသခင်ကတိတ်ကောင်းမြတ်တယ်အဲ့မှာ gate ဘယ်နဲ့ gate လဲမသိရှိတယ်ဟုတ်မူးဆက်ပါ ဆိုတော့အဲ့ gate တွေထဲမှာမှာကျွန်တော်တို့စင်ဖြူပလားစင်ဝင်ပေါက်လားစင်ဖြူပေါက်လားတခါစင်ဖြူပေါက်ကိုတခါလဲကျွန်တော်တို့သွားရတယ်နော်တခါလဲကျွန်တော်တို့တန်းသွားရတယ်တန်းသွားပြီကျွန်တော်တို့အစင်ဖြူပေါက် gate မှာကျွန်တော်တို့ဟိုတန်းစီပြီးကျွန်တော်တို့ထိုင်အဆောက်နေပေါ့နော်အမှန်တကယ်တော့အလဲကျော်ဝါကျင်တာဒါပေမဲ့အော်ငါတို့အလဲကျော်ဝါရယ်သူများပုံမမတရားရကြပါလေလေလို့တကယ်ချင်းငါတို့တွေတန်းစီရအောင်ဆိုကျွန်တော်တို့တန်းစီရယ်ဖျားသခင်ကလည်းကြီးစုတော်ပဲကျွန်တော်တို့တန်းစီရင်ကျွန်မတကယ်ချင်းနဲ့ကျွန်မနဲ့စကားပြောရင်တန်းစီရင်နဲ့သွားတဲ့အချိန်မှာစေးုံကားတွေစေးုံကားတွေဆိုတာ အဲ့ဒီမူဆယ်ကနဲ့ရွှေလီကိုဝင်ကြတယ်မသိဘူးမနေ့9နာရီမှာစစ်ဖြစ်တယ်ဆိုတော့လည်းကျမတို့မသိဘူးဘာမှလည်းမသိဘူးကျမတို့ကိုရွှေလီဘက်ကကိုဘက်ကပွဲခေါ်တဲ့လူတွေကကျမတို့ကိုမင်္ဂလာဆောင်ညကျမတို့အဲ့မင်္ဂလာဆောင်သွားဆိုတာအဲ့ဘက်ကလူတွေကျမတို့ကိုဖုန်းဆက်နေပြီဟာမလာသေးဘူးလားမလာသေးဘူးလားလာနေပြီငါတို့စင်ပြူပေါက်မှာဝင်နေတယ်တန်းစီပြီးတော့တန်းစီမဝင်နဲ့လေဘာဖြစ်လဲကြော်ဝင်ခဲ့ပေါ့ကြော်ဝင်လို့မရဘူးငါတို့တန်းစီစနစ်ပဲသွားမယ်လို့ငါတို့ဘာမှပြီမှာလဲအခုကတန်းစီစနစ်ပဲလို့အဲ့ဒါတန်းစီလေကျမတို့တန်းစီပြီးကျမတို့သွားတယ် တော်တဲ့အချိန်မှာအဲ့မှာစေယုံကားတွေတခုပြီးတခုဝင်နေမသိဘူးအနောက်ကျတဲ့ခါကျတော့ကျမတို့ဟိုဘက်ကန်းလဲရောက်တဲ့ခါကျတော့မှအဲ့ကျမတို့ကိုပွဲခေါ်တဲ့လူတွေအကုန်လုံးကတပ်ပင်းချနိုင်တယ်ဟူးဆိုပြီးတော့ပါဘာဖြစ်တာလဲဘာဖြစ်ကြတာလဲလို့နင်တို့မသိဘူးနော်မသိဘူးလေမသိလို့မေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့မနက်9နာရီပါဆစ်ဖြစ်တယ်။အော်ဒါကြောင့်ဒီလိုစေးုံကားတွေဒီလိုမျိုးမြင်နေရတာလား။ဟုတ်တယ်တဲ့။အခုမနက်ကဆစ်ဖြစ်ကြတယ်။ဆစ်ဖြစ်တဲ့မှာခါမမူးဆဲစေးုံမှာလည်း လူကလူနာတွေမနိုင်တော့ဘူးအဲ့တော့တချို့တရုတ်တွေနဲ့တချို့လူတွေကိုရွှေလီဘက်ကစေယုံကိုပို့တယ်စေယုံကိုပို့တာဖြစ်တဲ့အတွက်နင်တို့တွေကျေးဇူးတော်ကြောင့်ဘာပဲပြောအခုချိန်မှာဝင်နိုင်တာအဲ့ဒါကျမတို့လည်းကျမတို့ရောက်တဲ့အချိန်မှာမနက်9နာရီမှာထွက်လာတာဖြစ်တဲ့အတွက်မနက်9နာရီမှာကျမတို့မူဆယ်ကိုရောက်တယ်ခိုးဘက်ကန်းကိုကျမတို့အဲခွန်နိုင်ွက်ရှင်းနိုင်ရွှေလီဘက်ကိုကျမတို့ကူးနိုင်ပြီးအဲ့ဒီညမှာစုံနိုင်တယ်နောက်နေ့မနက်မှာဖျက်သခင်ကျေးဇူးတော်ကြောင့်ကျမတို့အေးအေးဆေးဆေးလေးနဲ့လာရှိုးရနယ်မှာရန်ကုန်ကိုပြန်ရောက်တယ် ဆိုတော့ကျမပြောချင်တာအဲ့ဒီနေ့မှာဖြစ်ချင်တော့ကျမတို့ခရနိုင်ခွဲရှင်နိုင်မှာကျမတို့ရောက်တော့ဖျားသခင်ကြီးဆိုတော့ကျမတို့ဝင်ပြီးရနဲ့အဲ့ဒီ gate တွေအားလုံးကမူဆယ်ကနဲ့ရွှေလီကဝင်းနဲ့ gate တွေအားလုံးကပိတ်သွားတာဖြစ်တယ်ဆိုတော့ကျမပြောချင်တဲ့တိပဲနေ့ရက်အစဉ်တိုင်းမှာကျမတို့ကမမြင်နိုင်ဘူးဘာအန်တီရရှိမလဲဆိုတော့ကျမတို့မသိနိုင်ဘူးဒါပေမဲ့နေ့ရက်အစဉ်တိုင်းမျက်လုံးနှလုံးဖွင့်တာနဲ့ကျမတို့ကအတိတ်ကဖျားကိုအံ့နိုင်တတ်ဖို့ရည်ကြီးတယ်ကျမတို့ဘဝတတ်တာမှာ hallelujah နေရစနဲ့ကျမတို့ဘုရားတတ်တယ်မှာဖျားကိုနံပါတ်၁ထားပြီးညလုံးလုံးဖွင့်တာနဲ့ကော်ဖီရှာမဲ့စာညလုံးလုံးဖွင့်တာနဲ့ကျမတို့အင်တာနက်ကိုဖွင့်မဲ့စာညလုံးလုံးဖွင့်တာနဲ့ကျမတို့ဘာစားရမလဲဆိုတော့ကျမတို့လုံမဲ့အစာ နေ့ရဲ့စဉ်တိုင်းအသက်တာကိုကျမတို့အံ့နိုင်ရမှာဖခင်ကိုယုံဆိုအံ့နိုင်မှာဖြစ်တယ်။ဟာလေလုယလက်ခုပ်ကြီးဖြတ်ကိုချီးမွမ်းရအောင်။ပြီးတော့ကျမတို့နေ့ရဲ့စဉ်တိုင်းမှာကျမတို့ဘလို့ပဲဖြစ်နေဖြစ်နေကျမတို့ရဲ့ဘဝအသက်တာကိုကွယ်ကာပေးနေတာတန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်။ဟာလေလုယ။ကျမတို့မမြင်နိုင်တဲ့လမ်းတွေကိုမမြင်ဘူးဆိုကျမတို့ရှင်ရှင်းရှင်းပြောရင်ဒီစစ်ဘေးဒုက္ခရဲ့ဒီလိုမျိုးဖြစ်နေတဲ့အရာတွေကျမတို့မသိနိုင်ဘူး။ဒါပေမဲ့ဖခင်တခင်က လုံးဝအချိန်ပြီးပွဲကိုပြင်ဆင်ပြီးရောက်တော့အခွင့်ပေးုံကြမကောက်ကျွန်မကို꽌ကားတဲ့ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီသချင်းနဲ့ကျွန်တော်တို့တသက်ချင်းဟန်ချင်ပါတယ်လို့ကောင်းမြတ်တဲ့သခင်လို့အမိရပါတယ်ကျွန်တော်တို့နေ့ရစဉ်တိုင်းလန်ခီလန်ခီတိုင်းမှာနေ့တိုင်းနေ့ရစဉ်တိုင်းအနန္တတပ်ဖို့ရေးကြည့်တယ်ဆိုတဲ့အကြောင်းလေးကိုဂုံတော်ချီးမွမ်းရင်းနဲ့တသက်ခံချင်ပါတယ်